ားလုံးမင်္ဂလာပါခင်ဗျာ listeners heaven channel မှာကြိုဆိုပါတယ်ကျွန်တော်ကတော့စာဖတ်သူတူရတင်ဖြစ်ပါတယ်ခင်ဗျာအခုကျွန်တော်ဖတ်ပြမှာကဆရာကြီးမဟာဆွေ ရေးသားထားတဲ့စောရသပြင်ဝတ္ထုထဲမှာဝတ္ထုတို့တစ်ပုဒ်ကိုဖတ်ပြမှာဖြစ်ပါတယ်စောရသပြင်ရန်ကုန်မြို့ဂျူဒာအဲဇီကယ်လမ်းဤသုံးဆင့်တိုက်အပေါ်ဆုံးထပ်အခန်းဤဘေးတွင်ကုသန်းရောင်းဝယ်ရေးကောလိပ်ကျောင်းဟူသော ဆိုင်းဘုတ်ကို တတိထားမိသူတိုင်းတွေ့မြင်ရမည်ဖြစ်လေတယ်။ထိုအကြောင်းတွေကအလဲဆုံးအင်္ဂလိပ်ဘာသာ၁၀တန်းနဲ့ကောလိပ်ကျောင်းလိုက်ဖို့သူဒီဂရီရခဲ့သူများသာဖြစ်လေတယ်။ကျောင်းဆရာမစ္စတာရောဘတ်မှာကျမ်းမာရေးလိုက်စားသူဖြစ်သည့်အတိုင်းသူ့ရဲ့ကျောင်းသားများကချီနေသူများမဖြစ်စေရမနက်9နာရီမှ10နာရီအထိတနာရီတိတိကျမ်းမာရေးလေ့ကျင့်ခန်းကိုယူစေတယ်။နေကင်းကျောင်းတက်ချိန်၌လည်း လေရီတူရင်းနီစက်လုံးဆိုင်နီစီရင်ကင်ပညာတဏဗေဒပညာများကိုသင်ကြားပေးလေတယ်။ဆရာရောဘတ်ကမိမိရဲ့အကြောင်းတွင် လူများရရှိအောင်သတင်းစာများတွင်ကြော်ညာလိမ့်မရှိမိမိကိုယ်တိုင်ပေါင်းသင်းဆက်ဆံပေးလျင်သဘောကျသောចောင်းသားများကိုသာလက်ခံသင်ကြားပေးလေတယ်။ចောင်းသားများလည်းဆရာရောဘတ်ကိုယ်တိုင်အင်္ဂလိပ်ကာပြားဖြစ်တော်လဲចောင်းတွင်မြည်သည့်ကာပြားကိုမှလက်သင့်မခံ။ မြမလူမျိုးလူငယ်စိတ်ကူးညံကူးထက်မြက်သူကလေးများကိုသာလက်ခံတင်ကြားလေတယ်။၎င်းရဲ့အကြောင်းတွင်ចောင်းသားဥယျာဉ်လည်းများများမရှိ။ចောင်းသား၁၂ယောက်မျှသာရှိလေတယ်။တင်ကြားရသောចောင်းသားများကကူးတန်းရောင်းဝယ်ရေးပညာတွင် အထူးစိတ်ဝင်စားလျက်ရှိကြလေတယ်။ចောင်းသားများမှာအပြင်သို့ကိစ္စကြီးငယ်မရှိဘဲမထွက်ရချေ။တို့ရာတွင် ကျောင်းတွင်တရင်စာဂျာနယ်မဂဇင်းအင်္ဂလိပ်ဝတ္ထုမြန်မာဝတ္ထုကစားစရာများရှိသဖြင့်ကျောင်းသားများမှာအပြင်သို့မထွက်ရတော့လဲဝမ်းမနေချေကျောင်းသားများဝမ်းအသာဆုံးကားကျောင်းလာကမရှိထမင်းအလကားကျွေးလျက်စိတ်စေတနာထပ်တန်းစွာနှင့် ပင်ကြားပြသခြင်းပင်ဖြစ်လေတယ်အခန်းဤခြင်းတို့ကအိန္ဒြေရရပြီစီကံတေဝတော်ဤကျောင်းကိုသဘောကျနှစ်ချိုက်၍နေကြလေတယ် ဆရာရောဘတ်ကအင်းကြီးချင်းနဲ့တင့်တင့်အောင်ပေါင်းတော်လဲမိမိရဲ့တပည့်များပညာသင်ကြားရာအခန်းတွင်တို့နေအားလတ်ချင်းအနေငယ်တွင်ဝင်ခွင့်ပြုသူမှအပအခြားပညာသင်ကြားချိန်နှင့်ညအချိန်များမှမူအပြင်လူတစုံတစ်ယောက်ကိုမှမြည်သည့်အခါမျှဝင်ခွင့်မပြုချေညာပိုင်းသင်ငန်းဆောင်များကဆရာရောဘတ်ရဲ့အရေးကြီးသောပညာများဖြစ်လေတယ်ဆရာကြီးမှာ အသက်30ကျော်မြတ်ရှိသေးရာလင်းမြန်ဖြတ်လိုက်ပြီး အပြောအဆိုအသင်အပြအလွန်ကောင်းမွန်သူဖြစ်လေတယ်။တခါတရံတရားဟောနေသည်မှာ တပည့်များကဆရာကြီးအားဖျားလောက်ကြည်ညိုကြလေတယ်။ကဲတပည့်တို့ယခုမင်းတို့တတိယတန်းတော့တက်လောက်ကြပြီ။တတိယတန်းအောင်ရင်ဒုတိယတန်းဒုတိယတန်းအောင်လျင် ပထမတန်းဆိုလိုစင်ကဲစင်ကဲ predicate ယူပြီးလေ့ကျင့်ရမယ်။ပြောလိုက်သောစကားများကို အပြင်းလူတစုံတစ်ယောက်ကြားရွေ့သွားပါမူ။ နားလည်ကြမည်မဟုတ်ချေတညာ၌ကတတရာလန်းပညာများအတွက်ဆရာကြီးကနှုတ်မိကုန်များဖြင့်စစ်ဆေးမေးမြန်းနေလေတယ်မောင်ခင်ဟုခေါ်လိုက်ရာအရငါဘီချောလမ်းမာခန့်မေယူကြီးကြီးကိုလုံးကိုပေါက်ထွားထွားတပည့်တယောက်မတ်တက်ရရွေနေလေတယ်ဘက်စကားပေါ်မှာလက်ရပန်းအိမ်မှာငွေပါတဲ့လူကိုဘယ်နဲ့နှိုက်တလဲသူ့ရဲ့လက်ရပေးပန်းမှာရှင်ထိုင်ပြီး အုတ်ထုပ်ကိုသူ့ပောင်နဲ့ထိနေတဲ့ဒူးပေါ်မှာချထားပါမယ်။ Now အုတ်ထုပ်အောင်လက်ရှူပြီး ကားကဆောင်းလို့မတော်တဆထိတယ်လို့သူ့လက်ကိုထိလိုက်ပြီးနှိုက်ယူပါမယ်။တကယ်လို့အပေါ်ကနှိုက်မရရင်ဘယ်နဲ့လုပ်မလဲ။မုန်းဆဲရိတ်သားကလေးကို လက်ထဲကပ်ယူသွားပြီးဓာနဲ့အောက်ကဖြဲပြီးဓာကိုတင်းလိုက်တာနဲ့တပြိုင်နက်ပစ္စည်းပါလာအောင်ယူလိုက်ပါမယ်။ဒီလိုအခါမှာအဖို့ကဘယ်လိုဝေ့ရမလဲ။ တတ်တတ်ရရစည်ရည်ကြီးလိုလိုမြို့အုံလိုလိုဝတ်ဆင်ရပါမယ်။ပစ္စည်းရပြီးရင်သူနဲ့တာရှည်လိုက်ဖို့လိုသေးလား။မလိုတော့ပါ။ခဏမျှအကဲခတ်ပြီးဆင်း၍နေရှိရပါမယ်။အင်းဟုတ်ပြီ။အောင်သံ။ခုခေါ်လိုက်ရာအသက်၁၈နှစ်ခန့်တယောက်ရက်ပြန်လေတယ်။နှစ်ထပ်မှနေတဲ့အခန်းကိုဘလို့တက်မလဲ။နောက်ဖေးပြုံတိုင်းကတက်ပါမယ်။မတက်ခင်မိမိတက်မဲ့စီတို့မိကြောင်လာနေရင် အလေးအလေးကြည့်ပြီးထိုးမီးလုံးကိုကွာနဲ့ပြစ်ခွဲထားရပါမယ်။နောက်အပေါ်တက်ရောက်ရင်တစ်သားပြင်းလင်းဖြစ်ကပေါက်ချိတ်တဲ့အနားမှာလက်နှက်ယုံလာဓာတ်နဲ့ကိုရီလှီးရပါမယ်။တန်တန်ဖြစ်ရင်တန်တန်နှစ်ချောင်းလောက်ကိုတန်တန်လွှတန်စားစေးနဲ့ခပ်ဖြည်းဖြည်းကျိတ်ဖြတ်ရပါမယ်။အထဲသို့ဝင်ပြီးရင်ရှီဦးစွာအိမ်ငန်းတွင်လူပနယောက်အိတ်တယ်ဘလူအိတ်ကြတယ် အနည်းမှာလက်နက်လက်နှိပ်တမ်းမီရှိကရှိဥစွာဒိန်ဆဲ၍ထားရပါမယ်။ဒီပစ္စည်းတွေကိုမြင်ရအောင်ဘယ်နဲ့လုပ်မလဲ။တန်အားကုန်လူတမ်းမီနဲ့လက်နှိပ်တမ်းမီကိုအသုံးချရပါမယ်။လူများတကယ်အိမ်အိတ်ကိုလည်းအသက်ရှူတန်းကို နားစွန့်ရပါမယ်။အသက်ပြင်းပြင်းရှူခြင်းထွက်သက်ဝင်သက်နှံခြင်းမှာတကယ်အိပ်ပျော်တဲ့လက္ခဏာဖြစ်ပါတယ်။ Now မိမိထွက်ပေါက်အိမ်နေသူများအိမ်မှောင်စုံဝါးနဲ့ထရင်တိုက်လဲမိရန်ခုံများစပွဲများကိုအသင့်ပြင်ထားပြီး ပစ္စည်းများကို ရှာရပါမယ်။တော်ပြီတော်ပြီတိုက်ဖောက်ခိုးတဲ့သဘောဟာဒါပဲ။သို့ပေမဲ့လက်တွေ့ညံလွာသုံးဖို့လိုသေးတယ်။ဥပမာအင်းသားတူဦးလို့ရင်အင်းသားဟန်ဆောင်ပြီးစကားပြောတယ်ပြောရမယ်။အင်းလိုက်တယ်လိုက်ရမယ်။စင်စစ်အားဆရာရောဘတ်ရဲ့ကြောင်းကတခိုးပညာသင်ကျောင်းပင် ဖြစ်လေတယ်။တတိယဒန်းပညာများမှာတပိုင်း၌အလစ်တုပ်ဖောက်ထွင်းခိုးယူခြင်းများဖြစ်ရာဒုတိယဒန်းပညာမှာ အနုကျန်းစီခြင်းချက်လက်မှတ်လိန်ခြင်းလူတဦးရဲ့ဟန်ဆောင်၍ပြပပြပြလိန်ခြင်းများဖြစ်လေတယ်ပထမတန်းပညာကနိုင်ငံသားလူစုများနဲ့ဆက်သွယ်ခြင်းခိုးရတိုက်ရပစ္စည်းများကိုစွန့်အောင်ထုတ်ခြင်းနိုင်ငံသားမှလက်နက်သွင်းခြင်းငွေစကူအတူသွင်းခြင်းစသည်တို့ဖြစ်လေတယ်ဆရာရောဘတ်ကတကူပညာသင်ကြားခြင်းမိမိတပည့်များသဘောပေါက်မပေါက်ပြန်လည်စစ်ဆေးခြင်းဖြင့်တစ်နေ့နှစ်နာရီခန့်သင်ကြားပြီး တနာယီချက်မှာတပည့်များရဲ့စိန်လေးစိတ်ထားအကျင့်စာရိတ္တအကောင်းမွန်ရေးများကို ဟောပြောလေးရှိလေတယ်။တကိုးလို့သူကမလိန်လေရအရမတော့ရလောင်းကစားမပြူရမိမအပြောအရှင်မလတ်ရခိုးရ၌ကိုတုံးလုံးနဲ့အိပ်ပျော်နေသောမင်းမပြူကို တွေ့တော်လဲမကျူးလွန်မပြစ်မှားရမရှိဆင်းရဲသူအကျွေးထူသူဒုက္ခရောက်နေသူတို့အိမ်ကို မခိုးရစသဖြင့်ပြညတ်တော်ထုတ်ရထားလေတယ်။ မင်းတို့ဟာဒီပညာတက်ချင်းဖြင့်ရရှိတဲ့ပစ္စည်းတွေက25ရာခိုင်နှုန်းကိုမင်းတို့ပင်မန်းကအတွက်သုံးနိုင်တယ်။ကျန်85ရာခိုင်နှုန်းကိုဘာလုပ်မလဲ။စာကြည့်ပြီးတဲ့အတိုင်းအမျိုးသားကြောင်းဆင်းရဲသောကြေးရွာသားများကို ထောက်ပံ့ပါမယ်။ဘုန်းကြီးကျောင်းနဲ့ဖရာတယ်ဘုတ်ကိစ္စမှာတရားလွန်ကဲသူများရှိပြီးဖြစ်ဖြစ်ကျွန်တော်တို့တာဝန်မဟုတ်ပါ။အေးဟုတ်ပြီ။ဒီပြင်မင်းတို့မှတ်သားစရာကခိုးရင်တိုက်ရင်ဘသူအိမ်ကိုခိုးကြဖွက်ကြမလဲ။ တရုတ်ကလာအင်္ဂလိပ်လူမျိုးကြားအိမ်တွေဖြစ်ပါတယ်။ဒီသဘောနဲ့မင်းတို့စိတ်မှာဝန်တာနုသဘောလို့မမှတ်ထင်ကြရဘူး။ယခုအခါမှာ အများအားဖြင့်လူမျိုးကြားတွေကမြန်မာလူမျိုးတွေထက်ရွှေငွေပစ္စည်းချမ်းသာကြတယ်။ဒီတော့ရွှေငွေပစ္စည်းလိုချင်ရင်သူတို့စီမှာရနိုင်တယ်။မြန်မာလူမျိုးတွေကလည်းဘိန်းကူပြီးချမ်းသာတဲ့လူတွေလက်စားပြီးချမ်းသာတဲ့လူတွေ တိုင်းပြည်လည်ပြီးကျွယ်ဝနေတဲ့လူတွေကိုလည်းမင်းတို့ကြံစီနိုင်တယ်။အရေးကြီးဆုံးကတော့တခိုးလောက်တဲ့လူဟာမျိုးချစ်စိတ်ကိုမမွေးကြရဘူး။ပြောလိုက်ရတပည့်များမှပြုံး၍နားထောင်နေကြလေတယ်။ဆရာရောဘတ်ကသူ့ရဲ့တပည့်များကို အထူးစိတ်ချ၍နေလေတယ်။တခိုးပညာသင်ကြားတဲ့အတွက်တပည့်များထံမှအစိုးရဘက်သို့ပေါက်ကြားမသွားရန်ပြပရှိရှိကြံစီထားပြီးဖြစ်လေတယ်။တခိုးပညာသင်ကြားနေစဉ်အတွင်း ဖောက်ထွင်းမှုခိုးတိုက်မှုစံငါမှုခန့်ကျူးလွန်ထားရာကျောင်းသားတိုင်းအားခိုးမှုကျူးလွန်သူ ပြစ်ချက်တစ်ခုစီဘယ်ဘက်လက်မှပုံစံတစ်ခုစီဖြောင့်ချက်ကိုယ်တိုင်ရေးသောစာများနဲ့အတူဂရိဝန်ခံချုပ်ယူညံထားပြီးဖြစ်လေတယ်။ဆရာကြီးအားစိတ်ဖောက်ပြား၍ဖွင့်ဟသူတိုင်းလဲအဆိုပါပြစ်မှုတစ်ခုခုနဲ့ထောင်တန်းကြမည်အပြင်ဆရာကြီးရဲ့အခြားတဲ့ဘက်များကလည်းတင့်တော်တယ်လို့ အသက်သေးသည့်အထိဆုံးမမည်ကိုလည်းပြောဆိုထားပြီးဖြစ်လေတယ်။အနောက်နိုင်ငံများ၌ကနိုင်ငံကျော်တကူးကြီးများကတကူးကြောင်းပေါင်းများစွာဖွင့်လျက်တကူးပညာကိုပြန်ပွားစေရာမြန်မာပြည်၌ကတာမန်လူများကိုမဆိုထားပြီးအစိုးရဆောင်တော်ဘက်မှပင်ဤကြောင်းမျိုးရှိလိမ့်မည်ဟုတွေးတောခဲ့ခြင်းမရှိချေ။ဆရာရောဘတ်မှာပညာတတ် BSc တယောက်ဖြစ်ရာလေကင်း၌တကယ့်ပညာများကိုလည်း အဟုတ်တင်ကြနေသောကြောင့်၎င်းရဲ့အကြောင်းကိုညီတိနင်းနဲ့မြအစိုးရဘက်ကမရင်မိနိုင်ဟု စိတ်ချ၍နေလေတယ်။စုံနောက်ကျော်ဦးအောင်မြင်ကရန်ကုန်မြို့ကိုကွက်ဆက်ရိုက်၍ကြီးရှုနေသူဖြစ်လေအားထိုကူးတန်းရောင်းဝယ်ရေးအကြောင်းကိုလည်း၎င်းအုံနောက်တွင်တွတ်သွင်းထားပြီးဖြစ်လေတယ်။သုံးရာတွင်6လပတ်အစိုးရရဲ့စည်ရင်းစစ်ဆောင်ရေးဘွဲတွင်ထိုအကြောင်းမှအကြောင်းသား6ဦးမြအောင်မြင်နေသည်ကိုတွေ့ရသောအခါ တကယ်ကိုတန်းရောင်းဝယ်ရေးကြောင့်ဟုမှတ်တင်ခဲ့လေတယ်။ထို့ကြောင့်ရင်တပည့်များအပြင်သို့မထွက်စေခြင်းညစင်သာ၏အထီးဓမီလင်းနေခြင်းကိုလမ်းမမမော့၍ချီချိုင်းညင်ကြရာအဝေးတိုက်ခန်းတစ်ခုကဆရာကြီးရဲ့လက်ဟန်ချီဟန်းចောင်းသားများရဲ့ဖြေဆိုပုံအမှုအရာများကိုအထူးအကဲခတ်စရာကဲ့သို့တွေ့ရလေတယ်။ညတင်ငန်းစာအချိန်၌ဆရာရောဘတ်ကတိုက်ရှိတကားများကိုဖွင့်လျက်သင်ကြားလေးရှိရာ လမ်းတစ်ဖက်မှတဲခွဲစွာမြင်ရမည်မဟုတ်ချေအင်ရှင်တို့ကလည်းမြည်သူမျှမှန်ပြောင်းနှင့်ကြည်မည်မဟုတ်ဟုယူဆခဲ့ရာအကယ်၍ဦးအောင်မင်ကမှန်မြောင်းတလက်နှင့်ကြည့်ရှုနေကြောင်းကိုသိရှိသွားပါကဆရာရောဘတ်မှာများစွာအံ့ဩ၍သွားလိမ့်မည်ဖြစ်တယ်။တခါတည်းရန်တော့ကိုဂိုင်ဟန်လွန်ပူလှဲ့ဟန်တော့သူဖျောင်းပုံနှိပ်ဟန်များကိုလက်တစ်ဖက်နှင့်တုံးတတိုက်ထိတ်ကမှန်ပြောင်းနှင့်ကြည့်ရှုသွားသည်ကိုလည်း မစ္စတာရောဘတ်တည်ရှိလိုက်ခြင်းမရှိချေတင်ငန်းဆောင်များမှာအချို့အလေးဆုံးတပည့်များအတွက်လက်လခံတင်ကြားရအောင်မည်ဖြစ်သဖြင့်ဆရာရောဘတ်ကတပည့်တများရှာဖွေရန်အတွက်ထက်မှန်စဉ်းစားချိန်သို့ပင်တိုင်အောင်ရောက်လာခဲ့လေတယ်။အတွင်းဝင်ရုံးအတွင်းရှိစုံတော်မင်းကြီးအခန်းတွင်ကစုံတော်ကျော်ဦးအောင်မြင့်နှင့်စုံတော်မင်းကြီးတို့ကကောင်းချင်းရိုက်ကာဆွေးနွေးနေကြလေတယ်။ကျွန်ုပ် PDI ရုံးမှာကြီးခဲ့ပြီး နာမည်လက်မှတ်လေးတကော်ပီယူခဲ့တယ်။သူတို့ဟာတကယ်ကြောင်းကသူငယ်တွေပဲ။တင်းနဲ့ဆရာကြီးကလည်း DPI နဲ့တွေ့ပြီးစကားပြောတဲ့အခါတကယ်လူကြီးလူကောင်းသူဟာပညာတတ်ကောင်လေးရှိလူကြီးလို့ပညာမင်းကြီးမှတ်သားထားတယ်တဲ့။တပြင်းဟာဘလို့လူစားမျိုးလဲမင်းကြီး။ကျွန်တော်လည်းအစကမထင်ဝန်ဘူး။သို့ပေမဲ့ဒီနေ့တော့ Sparkland Town ကျိုးမှာသူ့ကိုပေါင်းပြီးဝင်တဲ့တွေ့ကလေးကချောင်းနေရခုမှသိရတယ်။ ကျွန်တော်မစ္စတာဆင်တိုင်မိုးဘော်ကမှန်မြောင်းနဲ့ကြည့်တဲ့အခါတပြင်းအစ်စ်ဖြစ်နေပါတယ်။သူ့ရုပ်ပုံကဘလူးပြောင်းပြောင်းကျွန်တော်မျက်လုံးထဲကမထွက်ပါဘူး။သူတင်ကြားနေတာကလည်းတခုပညာလို့ကျွန်တော်အတပြောရဲပါတယ်။ဥအောင်မင်းကမိမိရဲ့ထင်မြင်ချက်ကို စိတ်အားထက်သန်စွာ ပြောဆိုနေနေတယ်။ဆောင်းတော်မင်းကြီးလည်းစက်ကူဖြတ်သောစင်စွဲပြားကလေးကိုမှောက်ချီလှမ်းချီလောက်က မပြုံးတပြုံးနဲ့နားထောင်နေလေတယ်။နားထောင်ရာက ဒါဖြင့်တက်ပြင်းဟာတခိုးကြောင်ဖွင့်နေတယ်ပေါ့ဟုတ်လားမအောင်မြင်အရေးမကြီးသလိုနဲ့ပြောဆိုလိုက်ရာဥအောင်မြင်မှာအချက်လူကြီးဖြစ်ပြီးအောင့်တက်တက်နဲ့ခံရတော့လဲထရွေပင် ထိုးချင်လာလေတယ်ယခုငင်းကြီးစီကျွန်တော်တိုင်ပင်တာကတက်တည်ပါရအောင်ညအချင်းတတိုက်တမြုံလုံးအမိဖမ်းရကောင်းမကောင်းဖြစ်ပါတယ်မိနိုင်မဲဆိုရင် အကောင်းဆုံးပုံမအောင်မြင်သို့တော့တပြင်းတရားထင်းနေတော့မအောင်မြင်မမိပဲနဲ့ တပည့်လန်သားနဲ့ဆိုရင်မိပါမလားဒါတော့သူတို့ကိုနိုင်လောက်တဲ့လူသူလက်နဲ့ယူသွားရမှာပါပဲအလိမ့်မင်းကြီးကမြမပြည်၌တခိုးအကြောင်းဖွင့်သည်ဟု လုံးလုံးယုံကြည်ခဲ့သူမဟုတ်တော့လဲဥအောင်မြင်ရဲ့အကြောင်းပြအစီရင်ခံစာများမှာယုတ်ဒီအလွန်တန်သဖြင့်ဥအောင်မြင်အလိုရှိရာကူညီမီဟုကတိပေးလိုက်ရာဥအောင်မြင်လည်းဥညွတ်နှုတ်ဆက်ကထွက်ခွာ၍သွားလေတော့တယ်။၃ရက်ခန့်ကြာသောအခါ၌ 9နာရီခွဲအချိန်တွင်ဂျူဒာအန်စီကယ်လမ်းမှပြေးရွှေ့နေကြသောယထားများကအလုတ်သိမ်းရန်အလုံးဘက်သို့ပြေးကြလေတယ်။အရာဝအရာစားနှင့်ပလေဘကလူများမှ ဥအောင်မြင်ရဲ့အမိန်ကိုနာခံလျက်ဂျူဒာအန်စီကယ်လမ်းနှင့်နောက်ဖေးလမ်းများကြားတွင်နေရာချပြီးဖြစ်လေတယ်။ဥအောင်မြင်ကတခိုးကျောင်းတွင်တန်မာသောတပည့်၁၂ယောက်တွင်၆လုံးပြူ၁၂လက်မရှိဟုမဆိုနိုင်။သို့သော 6လုံးပြူဂိုင်သောပလက်အရာရှိ15ဦးထက်မနည်းဖမ်းဆီးမှဖြစ်မည်ဟုရာဇဝတ်ဝန်တို့ဌာနပိုင်း4ဦးဆက်ရာဇဝတ်အုပ်10ဦးခေါ်ယူစီစဉ်ထားပြီးဖြစ်လေတယ်။ထို့သူများမှာတနေရာတွင်စူဆောင်းနေကြရာဦးအောင်မင်းကရခိုင်ကြည့်နေကြနေရာမှတခိုးကျောင်းကိုကြည့်ရှုပြီးလျင်တေချာမှဖမ်းဆီးကြရန်ဖြစ်လေတယ်။တခိုးကျောင်း၌ကတပည့်၁၁ယောက်ကထိုင်၍နားထောင်နေရာ ပေါင်းပြီးဖို့တယောက်ကလက်ဟန်ချေဟန်နဲ့ပြတာလျက်ရှိသေးတယ်။ထုံညကဟန်ပန်အမှုအရာကလက်မရမထင်အောင်ပစ္စည်းကိုဂိုင်းတွဲဗန်ဒိုက်ချက်လက်မှတ်ပေါ်၌လက်မှတ်စစ်နှင့်ထိုက်၍ရေးသားပုံတို့ကိုပြ၍နေလေတယ်။လန်တဖက်မှကာဂီပေါင်းပြီးကာဂီရှက်ကပ္ပတိန်အုတ်ထုံနဲ့အသက်40ခန့်လူကြီးတယောက်ကမှန်ပြောင်းကြီးတစ်လက်နဲ့ကြည့်ရှု၍နေလေတယ်။လူကြီးကရှေ့တွင်မဲ၍နေသဖြင့် နောက်ကတစုံတူလာရောက်တီကိုတီးလိုက်ဟန်မတူချေနောက်မှချွန်နှင်း၍လာသူမှာ လူကြီးနှင့်ဤကတိနှင့်တပြိုင်နက်တစုံတရာဆွဖြန်းထားသော လက်ကင်ပေါ်မှနှင့်နှာဝတ်သို့တီးလိုက်မိအလုံးပါးနှင့်လင်မြန်သောလူကြီးကခေါင်းနှင့်ကိုယ်ကို အောက်သို့ပုတ်လိုက်ကာနောက်ကလူကိုဖမ်းလေတယ်နောက်ကလူလဲလူကြီးအားပြန်၍ဖမ်းတော်ရာတယောက်တပြန်အတန်ကြာလုံးထွေးကုတ်ချစ်၍နေတော့ရာလူကြီးမှာ နောက်ကလူလောက်မတန်မာသဖြင့်ခါက၆လုံးပြူကိုနှိုက်လေတယ်။တစ်ဖက်လူကလည်း၆လုံးပြူနှိုက်သော လက်ကောက်ဘုတ်ကိုစောင့်ကန်လိုက်ရာ၆လုံးပြူမှာမဖြုတ်ရသေးသဖြင့်မောင်းမပြုတ်ဘဲတိုင်မိုးတနေရာသို့လွင့်စင်သွားပြန်လေတယ်။လူကြီးလည်း၆လုံးပြူစီတို့ထရွေအပြေးနောက်ကခါကိုဖတ်ထားရာ တဖန်ပြန်လှည့်ထိုးချိန်နေရာ လူရွယ်မှာရှောင်းတိန်လိုက်လက်မောင်းကြွသားနဲ့ခံလိုက်သဖြင့်လူကြီးအားမောအောင်လှုပ်လျက် မိမိရဲ့လက်သေးချက်ကိုမူညံ့ညံ့တာတာအတုံးချ၍နေလေတယ်။တို့ကြောင့်ရင်လူကြီးမှာတော်တော်နဲ့မမောသည့်အပြင်ခြောက်လုံးပြူနဲ့နီးကပ်သွားသောကြောင့်အချိတ်ကိုလူလဲကြုံမြကော်၍ထိုးပြီးလျင် ရခင်လက်ကင်ဘဝနှင့်ပေါ်လိုက်ချင်းဖြင့်ပက်လက်လန်ကငြိမ်သက်၍သွားလေတယ်။လူရွယ်လဲလူကြီးရဲ့ဘောင်းဘီတို့ကာကင်ရှက်တို့ကိုချွတ်မိမိရဲ့ဘောင်းဘီအနက်ကို လူကြီးအားဝတ်ဆင်ပေးကခြောက်လုံးပြူကိုယူပြီးလျင် မှန်ပြောင်းတရေအိတ်ကိုဘေးကချိတ်လျက်တိုက်အပေါ်ထမဆင်းခဲ့လေတယ်။မြေပြင်သို့ရောက်လျင်တစုံတရာကိုချောင်းတကဲ့သို့ခကောက်ကောက်နှင့်ကူးတီမှာမိမိအရှက်မြင့်တီကိုမရိပ်မိရန်အတွက်ဖြစ်လေတယ်။ခက်လန်းလန်းမှောင်လေးမှအချက်ကိုစောင့်နေသောရာဇဘုတ်ဝန်ကခတ်တုတ်တုတ်လာမီပြုရာ လူရွယ်ကမလာနဲ့မိမိအခြေအနေချီအောင်မီဟူသောဟန်နှင့်လက်ပြထားခဲ့ပြီးလျင်တခိုးကြောင်းရှိရာအထက်သို့တက်ရွေသွားလေတယ်။ ရာဇဝတ်ဝန်တို့ကတခေါ်တာတာမျှဆောင်စားနေကြရာမကြမီဘေးနှစ်ဖက်ကအလုံးပိတ်ထားသောဘက်စကားတစ်စီးကတိုက်လီကားတွင်နောက်ပိုင်းထိုးကရိုက်၍ထားသည်ကိုမြင်ကြရလေတယ်။၅မိနစ်ခန့်ကြာသောအခါဘက်စကားကတောင်ဘက်သို့ထွက်တော့လေရာတိုက်ခေါင်မိုးပေါ်မှဖန်ဖန်ဒီကားကိုဖန်ဟုအော်လိုက်သဖြင့်နောက်မှ၆လုံးပြူကန်တိုင်းတိုင်းနှင့်အပြေးလိုက်ကြလေတယ်။ရာဇဝတ်ပေါ်မှာ လူသုံးမဲ့သုံးကားတစီအတင့်ထားလျာထိုကားဖြင့်ပလဲအရာရှိ၃ယောက်ကိုတင်လာနောက်ကလိုက်ကြပြန်လေတယ်။တိုက်ဘေးကအဆောင်များလဲမိမိဆောင်ဆိုင်ရာမှ လူစုများထွက်ပြေးပြီးဟုကားတန်ကြားရာသို့ခြေလင်းအပြေးလိုက်ကြရာကားများကိုမူအဆအနာမျှမမြင်ရချေ။တခိုးကြောင်းဘေးတွင်တိတ်ဆိတ်လျက်အဆောင်ကင်း၍နေလေတယ်။ရခင်လိုက်သောကားလေးကဘက်စကားထက်အပြေးမြန်သဖြင့် အရှိကပြေးသွားသောဘက်စကားကို64လမ်းနာတွင်မိတော်လေတယ်။ကားကိုရက်လျက်အတွင်းတွင်ကြည့်လိုက်ရာ ကားတွင်အိမ်ရာလိမ်များသာပါ၍လူတယောက်မျှပါသည်ကို မတွေ့ရချေ။ရှာစဘဝန်ကဒရိုင်ဘာကိုမေးမြန်း၍နေလေတယ်။မှန်မှန်ပါ ကျွန်တော်ဒီတိုက်ကပစ္စည်းတွေ64လမ်းအခန်းနံပါတ်58ကိုပို့ရမယ်ဆိုလို့အပို့သွားတာပါ။မင်းဘာဖြစ်လို့မြန်မြန်မောင်းတယ်လဲ။ ။ညပလေးအဆောင်မရှိလို့မောင်းတာပါ။ပြီးတော့နောက်ကတနက်တန်ကျတော့ကြောက်တာနဲ့တိတ်ပြီးမောင်းမိတာပါ။မင်းကဘယ်သူငှားတယ်လဲ။လူတယောက်လာပြီးအဲ့ဒီနေရာသွားငွေ15ကျပ်ပေးလိမ့်မယ်။ညပဲပစ္စည်းတင်ပေးမယ်။ပလေးမသိပါဘူးဆိုလို့လာခဲ့တာပါ။သူတို့ဘာလို့မလိုက်လဲ။နောက်ကားတစ်စီးနဲ့လာမယ်လို့ပြောလိုက်ပါတယ်။ကောင်းပြီ။မင်းကကိုလိုက်ခဲ့။ဒီပစ္စည်းတွေဖမ်းရအောင်မယ်။ အနည်းဆုံးဌာနကိုခေါ်ဆောင်သွားပြီလျင်ပစ္စည်းများကိုကားပေါ်မှချခဲ့လေတယ်။ထိုအခါကျမှကားတွေကရာဇဝတ်ဝန်လိတ်တက်လျက်စားတဆောင်တွေ့သဖြင့်ဖတ်ရှုရာမိတ်ဆွေကျွန်တော်နင်းနေနောက်ကျသွားလျင်ခမည်းတော်မိဖို့ပဲလွန်ခဲ့တဲ့3ရက်လောက်ကသူငယ်ကလေးတယောက်စုံစမ်းလို့ကူအောင်မြင်မစ္စတာဆင်းအမိုးကတချောင်းချောင်းတိရပါတယ်ထို့အခါကလေးကထွက်ခွာကြရန် စီစဉ်နေရယနေ့ မိษွေများဝိုင်းဝန်းဖမ်းမိကိုလည်းသိရသဖြင့်ကိုအောင်မြင်တိုင်မိုးပေါ်သို့နောက်ကျတက်လျက်လုံထွေးသက်ပုတ်မေးစေးတင်ထားခဲ့ပါသည်မိษွေယခုစားဖက်ချိန်၌ကျွန်တော်တို့အခြားကားတစ်စီးနှင့်အေးအေးဆေးဆေးထွက်ခွာသွားမည်ဟုယုံကြည်ပါတော့အားနည်းနေလိမ့်မည်အနာသွားယူပါစောရာတပြင်းဖတ်ရှုကြရာတွင် မစ္စတာဆင်းဤအိမ်သို့ ကားကလေးနှင့်အပြေးထွက်ကြရပြန်လေတော့တယ် ဒူရီယာမဂဇင်းဇူလိုင်လ1938ခုနှစ်နားဆင်ပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ